စပိုင်လက်ရွေးစင်အသင်းနဲ့ရီယယ်မက်ဒရစ်အသင်းရဲ့တိုက်စင်မှုဟောင်းဖာနန်ဒိုမော်ရီယန်တေးစာချန်ပီယံလိဘိုလူပွဲကိုမြန်မာပြည်သက်တွေနဲ့အတူကြည့်ရှုဖို့အတွက်မြန်မာနိုင်ငံကိုလာရောက်မယ်လို့သိရပါဗျ။ဟန်နီကန်ကဒီကနေ့မေလ30ရက်နေ့ထုတ်ပြန်ကြေညာမှုအရာ ရီယယ်မက်ဒရစ်အသင်းရဲ့ထိပ်တန်းတိုက်စင်မှုဟောင်းတစ်ယောက်ဖြစ်သူဖာနန်ဒိုမော်ရီယန်ဒေးဆောင်မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ပြီးဂျွန်လာ၄ရက်နေ့မှာရီယယ်မက်ဒရစ်အသင်းနဲ့ဂျူပင်တက်အသင်းတို့ရှင်ပြိုင်ကစားသွားကြမယ်ချန်ပီယံလိနောက်ဆုံးဖိုင်နယ်ပွဲစဉ်ကိုရန်ကုန်မြို့မြမပလာဇာရှိအီကလစ်ဘားရက်စတိုရန့်မှာပရိသတ်တွေနဲ့အတူကြည့်ရှုမယ်လို့သိရပါဗျာ ဖာနာဒိုမော်ရီယန်တေးဆောင်ရီယယ်မက်ထရစ်အသင်းနဲ့တူ UEFA ချန်ပီယံလိဆူပလာ၃ချိန်နဲ့လာလီဂါဆူပလာ၂ချိန်အထိအောင်မြင်မှုရရှိခဲ့ပြီးမိုနာကိုလီဗာပူးပရင်စီယာအသင်းတွေမှာလည်းပါဝင်ကစားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဒါ့အပြင်စပိန်နိုင်ငံလက်ရွေးစင်အသင်းမှာလည်းမော်ရီယန်တေးဆောင်နာမည်ကျော်တိုက်စစ်မှုရာဦးရဲ့တပွဲပြတ်များဂိုးသွင်းနှုန်းထက်တာလုံအောင်ကစားနိုင်ခဲ့ပြီးပါဝင်ကစားခဲ့တဲ့၄၈ချိန်မှာ၂၈ဂိုးရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တဲ့ထိပ်တန်းကစားသမားတအူးဖြစ်ပါတယ်။ ဟန်နီကန်ဟာနိုင်ငံတကာမှဘောလုံးချစ်ပရိသတ်တွေအတွက်စုမဲပေါင်းများစွာစုခူးနိုင်မယ်ချန်ပီယံသမတ်လို့အမည်ရတဲ့ UEFA ချန်ပီယံလိပြိုင်ပွဲနဲ့ပတ်သက်တဲ့အစီအစဉ်တစ်ခုကိုမေလအတွင်းမှာစတင်ခဲ့တာဖြစ်ပါတယ်အဆိုပါပြိုင်ပွဲမှာရရှိမဲ့အဆူမဲရီအနက်မှာအထူးခြားဆုံးအကောင်းမွန်ဆုံးဆုတဆုအနေနဲ့အနိုင်ရရှိခဲ့သူတွေဟာဖာနန်ဒိုမော်ရီယန်ဒေးစ်အပါအဝင်အခြားသောနာမည်ကျော်ပြည်တွင်းအမှုပညာရှင်တွေနဲ့အတူချန်ပီယံလိနောက်ဆုံးဖိုင်နယ်ပွဲစဉ်ကိုအတူကြည့်ရှုခွင့်ရမယ်လို့သိရပါဗျ။ ပရိသတ်တီအနေနဲ့ Morian Stay နဲ့အတူ Champion League နောက်ဆုံး Final ပွဲစဉ်ကိုအတူကြည့်ရှုနိုင်မယ့်အခွင့်အရေးကိုရယူနိုင်ရတဲ့အတွက် Hanigan မှစီစဉ်တဲ့အစီအစဉ်တစ်ခုအနက်မှာတစ်ခုမှဝင်ရပါဝင်ရမှာဖြစ်ပြီးတစ်ခုကတော့ Online Video ပြုလုပ်ရတဲ့အခြားတစ်ခုကတော့ကန်ဆန်းမဲ့အစီအစဉ်ကနေပြီးကန်ဆန်းတာဖြစ်တယ်လို့သိရပါဗျ။